ရခိုင်ပြည်ကမြို့နယ်တချို့မှာစားဝတ်နေရေးကျက်တွင်းမှုတွေကြောင့်မွေးလာမဲ့ကလေးငယ်တွေကိုတာဝန်ယူစောင့်ရှောက်နိုင်ခြင်းမရှိတော့တဲ့အတွက်ကိုဝန်ဆောင်အမျိုးသမီးတချို့ဟာကိုဝန်ဖြတ်ရှောက်မှုတွေရှိနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ကိုဝံဖြတ်ချသူတချို့ဟာလက်လုံလက်စားဆင်းရဲသူတွေနဲ့ဆေးဘေးရှောင်နေကြတဲ့အမျိုးသမီးတချို့တို့ဖြစ်ကြပါဗျ။ဘင်္ဂလားဒေ့ရှ်ဘက်ကဝင်လာတဲ့ကိုဝံဖြတ်ဆေးတွေနဲ့အရက်လက်တွေတွေနဲ့ဖြတ်ရှောင်မှုတွေဟာပုံများနေတာဖြစ်ပါဗျ။အခုလိုကိုဝံဖြတ်ချတာဟာ မိခင်တွေအတွက်ပါ NDA များတာကြောင့်ကြိုတင်သဆက်ချခြင်းတွေကိုပြုလုပ်သင့်တယ်လို့သူနာပြုတူကအကြံပြုပါတယ်။ရခိုင်မှာစစ်ဘေးဒဏ်တွေကြောင့်ပြည်သူအများစုစစ်ဘေးရှောင်နေကြရပြီးစီးပွားရေးရန်ရာပျက်စီးမှုတွေကြောင့်အလို့အကင်မဲ့ဆင်းရဲမွေးတေသူတွေများပြားလာနေတာဖြစ်ပါတယ်။ဒီလိုအကြက်တဲကာလအတွင်းကလေးမွေးဖွားပြီးရင်လဲမွေးကင်းစားကလေးတွေအတွက်ကာကွယ်ဆေးလုံးဝမထိုးနိုင်တာကလေးနဲ့မိခင်အားရရှုတေတာတွေကြောင့် မလိုလားပဲကိုဝန်ရရှိလာရင်ကိုဝန်ဖျက်ရှာတာမျိုးတွေရှိလာနေတာလို့သိရပါရဲ့ရှင်